ဟယ်လိုအားလုံးပဲမင်္ဂလာပါကလင်း YouTube Channel နဲ့ဒီဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ကလင်းပရိသတ်တွေအားလုံးပဲမင်္ဂလာရှိသောညာကလင်းကိုပတ်ချမှာဆီလို့စုမကောင်တောင်းပြီးလိုက်ပါတယ်ခင်ဗျအဲ့ဘောတော့ကျွန်တော် formula လေးတွေထုတ်ပေးခဲ့တယ်အဲ့ဒီအထဲမှာမှကျွန်တော်ပြောခဲ့တဲ့ဒီဘောတော့ရှစ်သုံးတစ်ဆိုတဲ့အတွင်းအပိတ်လေး formula လေးကတော့တစ်ချက်ကတော့ဒီနေ့မှာတော့စတင်ပြီးတော့ညှိခဲ့ပါပြီခင်ဗျာ။သုံးဆိုတဲ့အရာလေးဒီလာမယ်ဆိုရင်ညနေခင်းမှာဆိုထိတ်ဆိုတဲ့အရာလေးကပဲလာနိုင်ချက်ရှိတယ်ဆိုပြီးတော့ကျွန်တော်လေးလာသုံးသပ်ခဲ့တယ်ပေါ့နော်။အဲ့တော့ဒီညနေခင်းမှာတော့ကျွန်တော်တို့ဒီ၃ခုဆိုတဲ့ဟင်းပွဲလေးထွက်ခဲ့ခင်ဗျာ အကျွန်တော်30နဲ့တော့နော်ဖြစ်ပြီးထင်ခဲ့တာဒါပေမဲ့လည်းကန်နီယာက brain နဲ့အတူသူကတွဲရှင်ပြီးတော့မဖြစ်ဖြစ်ခဲ့တဲ့အထွတ်ကြောင့်နေနဲ့ဝုန်းကွက်ရေးတော့မဖြစ်ခဲ့ဘူးပေါ့နော်အဲ့တော့ဒီအတွင်းပိတ်လေးကိုဇောခဲ့တဲ့လူရှိတယ်ဆိုရင်တော့ဒီ၃ဖိလေးနဲ့ရမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကဒီအင်္ဂါနေ့အထွတ်ပေါ့နော်အင်္ဂါနေ့အထွတ်မှာတော့မိတ်ဆွေတို့ကိုပြောချင်တာကကျွန်တော်မိတ်ဆွေတို့ကိုတုံညာ brain ဆိုတဲ့ဟင်းပွက်လေးရဲ့၃ဆိုတဲ့ brain ဟင်းပွက်လေးရဲ့ကိုတေချာစွာလက်ကြည့်ပါခင်ဗျာဒီအင်္ဂါနေ့မှာပေါ့နော်နေ့လယ်သမုံညနေမှာ အဲ့တော့ဒီ၃ညပရိသတ်မဟုတ်ဒီ၃ပရိဆိုတဲ့ဟင်းပွဲလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေ့ပြန်မှာတော့ကျွန်တော်အနေနဲ့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တစ်ခွက်သေးပဲပေါ့နော်ကျွန်တော်လုပ်ကြည့်မယ်ဒီ၃ညပရိဆိုတဲ့ဟင်းပွဲအတွက်တစ်ခွက်၃ပရိဆိုတဲ့ဟင်းပွဲအတွက်တစ်ခွက်နော်ကျွန်တော်တစ်ခွက်ပေါ့နော်အဲ့တော့မနေ့ပြန်ကြရင်ကျွန်တော်တို့ fight ကြတာပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကအားလုံးကိုကျွန်တော်ပြောချင်တာကတော့ကျွန်တော်ကအားလုံးကိုဒီတစ်ခွက်ကောင်းဆိုတဲ့ဟင်းပွဲလေးနဲ့ရစီခြင်းနဲ့အဲ့တော့အားလုံးပဲတကယ်လို့များဒီတစ်ခွက်ကောင်းလေးနဲ့မှရင်ခုတ်ခြင်းနဲ့ဆိုရင်ကရင်စီကို live ယူဖို့အားလုံးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာ ကဲဒီနေ့မှတော့ကျွန်တော်သုံးထိပ်ဆိုတဲ့ညနေခင်းလေးမှာဒီထိပ်ရှိဆိုတဲ့ຢာလေးနဲ့မှအောင်မြင်စွာဖြစ်ခဲ့တဲ့တော့အများစွာစိတ်မကောင်းဖြစ်မိတယ်။โอเคပါအားလုံးကိုယ်လေးပါခင်ဗျာတော်ကောင်းနဲ့ဟင်းမွက်လေးနဲ့အောင်ကျင်းတဲ့တွေရှိတဲ့ဆိုတော့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာ